တနေ့ကနေတာသမီများအတွက်ဟောဇနာလေးကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့တနေ့ကနေတာသမီများအနေနဲ့ဒီ၃လပိုင်းမှာကောင်းခြင်းဆိုးခြင်းပေါ့နော်ဒီကောင်းတာရောဆိုးတာရောနှစ်ခုစလုံးဒီလမှာဒွန်တွဲနေတယ်လားလို့ပြောလို့ရပါတယ်ဒီလမှာကောင်းတာရောဆိုးတာရောတပြိုင်တည်းတရှိနေပြီးတော့ကြံနေတဲ့ဖြစ်ပြနေတာကိုလည်းတွေ့ရပါတယ်ဒီကာလမှာလောရမြအစဉ်ပြင်မယ်ဟိုဘာပဲလို့ဘာပဲကြိုက်ကြိုက်โอเคတယ်တို့တော့လက်လာပ မွေကြီးပေါ့နော်အဲ့ဒါကအကြီးအကျယ်ကြီးတိုးတက်လာမျိုးမရှိဘူးလုံနေရတော့လုံနေရမယ်အများကြီးလုံနေရမယ်ဟိုဟိုအားရရနိုင်ကိုလုံနေရမယ်လာမှာတော့ဒါပေမဲ့လက်လာပါတဲ့အကြီးအကျယ်ကြီးတိုးတက်တာမျိုးလက်မပွင့်တာမျိုးဒီလာမှာကြုံရတတ်တယ်ဒီလာမှာဖီအားအရန်များမယ်စိတ်ချုပ်စရာတွေလည်းအရန်များမယ်စိတ်ချုပ်စရာဆိုတဲ့နေရာမှာလည်းမိမိကြောင့်လည်းစိတ်ချုပ်ရသလိုမျိုးမိမိအကျိုးစီးပွားတွေမိမိရဲ့ family တွေမိမိရဲ့မိသားစုတွေမိမိရဲ့ညီကိုမောင်နှမတွေမိမိရဲ့လုံး ကင်မှာရှိနေကြတဲ့သူတွေကြောင့်လေစိတ်ချုပ်ရတတ်တဲ့နှစ်လေလလေပြောလို့ရတယ်ပေါ့နော်ဒီလမှာလဲစိတ်တဲ့အယံကြလွယ်တယ်အယံတက်လွယ်တယ်နှစ်လေပြောလို့ရတယ်ဟိုနောက်တစ်ခုကျတော့ပါလဲဆိုတော့ဒီလမှာဟိုမမိမှာဒီစီးပွားရေးပြိုင်ဘက်တွေရောနောက်ရန်သူတွေရောဒီလမှာဟိုသူတို့ရဲ့ဒီတိုက်ခိုက်မှုတွေကပုံပြီးတော့များလာမယ်အဲ့လိုများလာရင်လဲစိတ်ဝင်စားစရာမလိုဟိုစောက်ကူးဆိုင်စရာမလို ေါ့နော်ပြောချင်တာကတော့ကိုယ့်အလုပ်စရာရှိအောင်ကို AC ပြပြသာလောက်တာအကောင်းဆုံးပဲဒါပေမဲ့ဟိုအဓိကလာပါလေဒီလမှာကြိုက်တဲ့ရန်သူတွေများပလေစေကြိုက်တဲ့အတိုက်ခိုက်တွေများပလေစေအဓိကအဓိကပြန်လာတော့ပါလေဆိုတော့မိမိစိတ်ကိုမိမိထိန်းနိုင်ဖို့ပဲထိန်းချောင်းနိုင်ဖို့ပဲဒါလာဒီအဓိကအခြေကြီးဆုံးတော့ပြောလို့ရပါတယ်သူဘာပြက်နာတွေသူဘာကိစ္စတွေသူဘာရဲ့အရေးကြီးရာပြက်နာတွေကိုလုံးဝလုံးဝဝင်ပါပါနဲ့ဝင်မရှုပ်ပါနဲ့ ကိုယ်ကြေနာနဲ့ကိုယ့်အကိုယ်တော်မှတိုင်ပတ်နေတဲ့အချိန်ကြီးမှာသူပြဒနာကိုလက်လက်ဝယ်ရှိုးတာမျိုးဟိုကုညီပေးတာမျိုးလုံးဝလုံးဝဒီလမ်းမှာမလုပ်ပါနဲ့တနေ့ဦးနေသားသမီးတွေဆိုပိုးဆိုးပါတယ်လုံးဝလုံးဝမလုပ်ပါနဲ့ဒီလမ်းမှာလုတ်ပြီးဆိုတာနဲ့ဒီလမ်းမှာငါးပါးမှပူတယ်မလိုက်တော့နော်ငါးပါးတော့မဟုတ်ဘူးတန်ငါးစီကြီးမှာကြိုကြမယ်ဆိုတဲ့အဖြစ်ပြန်မျိုးဒီလမ်းမှာကြိုရတတ်ဖို့ရှိပါတယ်အဲ့တော့ဒီလမ်းမှာ ကိုပြက်နာတွေမကဘူးပြက်ချက်နာတွေကို like ပြီးတော့မကူညီပါနဲ့မလုပ်ပါနဲ့လို့ကျွန်တော်အနေနဲ့ပြောချင်တယ်နောက်တစ်ခုကြတော့မာလဲဆိုတော့ဒီလမှာဗောနော်ဒီမိမိတို့စောင်ရွက်တဲ့ကိစ္စတွေမိမိလုပ်ချင်တဲ့အရာတွေမမြအားလုံးကိုဒီလမှာလုပ်ရရှိရကိုလုပ်ဒါပေမဲ့အကြီးကျယ်တော့တုတ်တက်မှာမဟုတ်ဘူးအကြီးကျယ်တော့ပြောင်းလဲမှာမဟုတ်ဘူးဒါပေမဲ့လုံနေလုံနေနဲ့ပဲမိမိတို့ကောင်းကျိုးတွေတော့ဖြစ်လာပါလိမ့်မယ်ဒါပေမဲ့ဘာပဲဖြစ်ဒီလဒီအလုံးမင်းပင်မတ်မယ်အလုံးမင်းစိတ်ရှုပ်စရာတွေကောင်းတယ်လားလို့ပြောလို့ရတယ် ။နောက်အခြေရေးအိမ်တော်ရင်းတွေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ဒီလမှာအခြေရေးအိမ်တော်ရင်းကတော့ပုံမှန်လတွေအတိုင်းပဲဒီပေါ့နော်ဒီပုံမှန်လတွေကကောင်းနေရဆိုဒီလမှာကောင်းကောင်းသွားဖို့ပဲရှိတယ်။ပုံမှန်လတွေမှာစိုးနေရဆိုတော့ဒီလမှာကိုစိုးသွားဖို့ပဲရှိပဲ။အဲကောင်းတဲ့လက်စိုးတဲ့လက်ဖြစ်နေရဆိုတော့ဒီလမှာကောင်းတာရောစိုးတာရောပိုစိုးတာတပါးမိမိကအချိန်နဲ့ပတ်သက်ပြီးတော့အိမ်တော်ရင်းနဲ့ပတ်သက်မိမိကအရန်စိုးရိမ်နေတဲ့ပြဿနာတွေစိုးရိမ်နေတဲ့အရာတွေဒီလမှာဖြစ်လာတတ်တယ်။သမဟုတ်ရင်တိလာတတ်တယ် ဲ့တော့ဘာတွေဘလို့စရှင်းမလဲဆိုတော့လည်းပတ်သက်ပြီးတော့ဒီလမှာအကောင်းဆုံးကတော့နှုတ်ဤပိတ်ပါနော်ဒီနှုတ်ပိတ်နေတာကဒီလမှာအသင့်တော်ဆုံးပဲလို့ပြောကျွန်တော် အနေနဲ့ပြောချင်တယ်အချင်းနဲ့အချေရောအိမ်ဆောင်ရောပေါ့နော်ကျမ်းမာရေးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ကျမ်းမာရေးကတော့အဓိကတော့ဒီအလုံးမင်းတွေးရတယ်အလုံးမင်းစိတ်ပင်ပန်းတဲ့ကြောင့်မလို့ဒီအုံနောက်ပိုင်းဆိုင်ရာတွေနောက်မျက်လုံးတွေအာရင်ကြောတွေအဲ့ရတွေနဲ့ပတ်သက်ပြီးတော့ဒီဟိုအာနေတာမျိုးတွေ ုံရတက်ဖို့ရှိပါတယ်။နောက်ပြီးတော့ဒီထိခိုက်ရှာနာတွေပေါ့ထိခိုက်ရှာနာတွေဆိုတာချော်ရဲတာလို့ဒီလိုမျိုးပေါ့နော်ထိခိုက်ရှာနာလေးတွေလည်းဒီလမှာကြုံလို့ရတတ်တယ်ပေါ့နော်။အဲ့တော့ဒီလားစာအတွက်ပေါ့နော်ဒီကံကောင်းစေတဲ့ယတနာကိုရေရဟိုကံကောင်းစေတဲ့ရေရာတစ်ခုကိုပြောပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဟိုဗုဒ္ဓဘာသာဝင်တွေဆိုရင်တော့ကျွန်တော်တို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးပေါ့နော်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုကျွန်တော်တို့ဒီအုံမြန်ပေါင်းပေါ့နော်အုံမြန်ပေါင်းပုပ်ပူလေးကို ပဲပြုတ်တွေပဲတွေနဲ့ပေါ့နော်ကတ်ပေးပါခဲအုံးမြမောင်ကတ်လို့မရဘူးဆိုရင်ကျွန်တော်တို့ဒီဘာလဲကောကောင်းမြင်းပေါင်းရှိရပေါ့နော်ကောင်းမြင်းပေါင်းမှာအုံးအုံးပတ်များများဖြိုးပြီးတော့ကတ်ပေးပါဒီလုပ်ပြီးပါပေါ့နော်ဒီနောက်ပြီးတဲ့ခါကျတော့ဒီကိုယ့်ရဲ့ဒီငွေနေတွေဒါမှမဟုတ်ကိုယ်စိတ်ပါတဲ့အချိန်တွေမှာစုတီတာတွေကျွေးပေးပါကြိုက်တာကျွေးလို့ရတယ်ကဲလားမရှိအကောင်းဆုံးတော့အေးတိုင်းတော့အကောင်းဆုံးပဲဗျာ အဲ့တော့အေးတွေအေးတိုက်တာမျိုးအေးဝေပေးတာမျိုးဒီအေးတွေလှူပေးတာမျိုးရေတန်းတွေရေတန်းအေးတွေလှူပေးတာမျိုးအချိုရေအေးတွေလှူပေးတာမျိုးဒါမျိုးတွေလုပ်ပေးပါအဲ့ဒါဆိုရင်တော့မိမိရဲ့အဆိုးအညံ့တွေတတ်တာပျောက်ကင်းသွားပါလိမ့်မယ်ကျွန်တော်အနေနဲ့ပြောချင်ပါတယ်အားလုံးပဲအဆင်ပြေချမ်းမြေ့ကြပါစေ၃လပိုင်းတလတ်တာမှာအားလုံးပဲရလတ်ကောင်းတွေရရှိကြပါစေစိတ်ချလာတွေကိုကြမ်းမှချင်တဲ့ပြည့်စုံကြပါစေခင်ဗျာ